တာလီဇောပါဒီကနေ့ဧပြီလ24ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်ကတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ပီးရှောင်ပို့သွားတဲ့စစ်တွေဒေသခံအယောက်30ကျော်ကိုစစ်ကောင်စီကဖမ်းဆီးထားတဲ့သတင်းကြောက်ပြူမှာစစ်ကောင်စီလက်လွတ်လိုက်ရတဲ့စခန်းနဲ့ကြီးရော်တွေကိုစစ်ကောင်စီကပြန်ပြီးထိုးစစ်ဆင်နေတဲ့သတင်းနဲ့ မောင်တော်မျိုးထေကစစ်ကောင်စီခရိုင်နဲ့မြို့နေကောင်စီဝင်နေရောက်ရေးနေအိမ်တွေကိုအီအီကဆက်လက်ချိတ်ပိတ်လိုက်တဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စစ်တွေမျိုးကနေစစ်ပီးတင်းချောင်ဖို့သွားတဲ့စစ်တွေဒီတာခံအယောက်30ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့စစ်တွေဒီတာခံအယောက်30ကျော်အထက်မှာခလီးငယ်တွေနဲ့အမျိုးသမီးတွေလေးပါဝင်ပြီး စစ်တွေမြို့နေပြိုင်းဖြူကြီးရွာကကြီးရွာသားဆေးရောက်လေးပတ်ဝန်းနေလို့ပြရပါတယ်။သူတို့ဟာပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ညနေ9နာရီလောက်မှာစစ်တွေမြို့ကနေပေါတော်မြို့နေကိုတွားရောက်စစ်ပီးတင်းချောင်ဖို့ပြင်ဆင်နေတဲ့အချိန်မှာစစ်တွေမျိုးမိဇံရက်ွက်က BHT Korea စက္ကန့်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါဖမ်းဆီးခံရသူတွေဟာစစ်တွေမျိုးရင်းတိုက်ပွဲတွေဖြစ်ပွားလာမှာကိုစိုးရိမ်တာအလုတ်ကင်ရှာပါတာ စားနေအခါတွေပြက်လက်တာစားတဲ့အခက်ခဲတွေကြောင့်စစ်တွေမျိုးကနေလူမြောက်နေမြေပောက်တော့မြို့နေကိုစပီးတင်းချောင်ဖို့ပွေးစားတွေနဲ့ချိတ်ဆက်ထွက်ခေါ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာဖန်စီခံလိုက်ရတာလို့စစ်တွေမျိုးခန့်တယောက်ကပြောပါရယ်အဲ့ဒီလိုစပီးတင်းချောင်ဖို့အတွက်တယောက်ကိုငွေကျပ်စေသိန်းစီပွေးစားကိုပေးဆောင်ခေရတယ်လို့လည်းသိရပါရယ်ကျောက်ဖြူမျိုးနေကစစ်ကောင်စီလက်လွတ်လိုက်ရတဲ့စခန်းနဲ့ကြေးရွာတွေကို စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေပြီးလေးချောင်းနဲ့ရီချောင်းတို့ကပါတိုက်ခိုက်နေတယ်လို့သိရပါတယ်။ကြောက်ပြူမျိုးနေဂုံချိန်တိုက်နေနဲ့တစ်ပုတ်တောင်တိုက်နေကစစ်ကောင်စီလက်လွတ်ထားရတဲ့ကြေးရော်နဲ့တက်ဆွေးနေရာယူခဲ့တဲ့နေရာတွေကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နာတွေပြုလုပ်နေပြီးလေးချောင်းကလေးပုံကျဲတိုက်ခိုက်နေတယ်လို့မြေပြင်ဒေသခံကြောက်ဖြူတည်ရင်မြေတယောက်ကနရင်းစရာကိုပြောပါရယ်ဂုံချွင်ကြီးရော်ဖက်မှာအမတ်30နှစ်ရေတက်ရင်ကနေ အေးအေးထိန်ရှုပ်ထားတဲ့မလွကျွန်းတို့ဖက်ကိုစစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့သူကဆက်ပြောပါရယ်တစ်ပုတ်တောင်တိုက်နေမှလေအာရခတက်တော်အေးအေးထိန်ရှုပ်ထားတဲ့ထောက်ရှောင်းနဲ့စီမော်ဖက်ကိုတညောင်းရီရတဌာနရှုပ်အပါဝင်နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားကစစ်ကြောင်းထိုးပြီးနေပြည်တော်ကလေစစ်တပ်နဲ့တွေနဲ့ပြစ်ခတ်နေတယ်လို့နောက်ထပ်စီရေးတရင်မြေတယောက်ကနရင်းစရာကိုပြောပါရယ်လက်ရှိအေးအေးထိန်ရှုပ်ထားတဲ့မိမိရီထေက မလကျွန်းပြင်ရှိလက်ခမောဥကင်းကျက်တိန်တပြူတောင်စီမောဖောက်ချောင်းစားရဲ့ကြီးရော်တွေဟာစစ်ကောင်စီရဲ့လေကြောင်းနဲ့ရေကြောင်းတို့ကပြစ်ခတ်တာကိုခံနေကြရတာပါအာရခတက်တော်တင်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မြို့မောင်တော်မှာစစ်ကောင်စီရဲ့ခရိုင်နဲ့မြို့နေကောင်စီဝင်၂ရောက်ရဲ့နေအိမ်တွေကိုအာရခတက်တော် EE ကထက်မှန်ရှိတ်ပိတ်လိုက်တယ်လို့သိရပါဗျာ ရှိတ်ပိတ်ခံလိုက်ရတဲ့နေအိမ်တွေကတော့စစ်ကောင်စီမောင်းတော်ခရိုင်ကောင်စီဝင်ဦးအောင်မြင့်သိန်းနဲ့မြို့နေကောင်စီဝင်ဦးခင်မောင်တို့ရဲ့နေအိမ်တွေဖြစ်ကြတယ်လို့ဆိုပါရီသူတို့နှစ်ယောက်ကစစ်အာဏာသိမ်းပြီးစစ်ကောင်စီဖွဲ့စည်းတဲ့အခါမြို့နေနဲ့ခရိုင်မှာအရက်သားကောင်စီဝင်တွေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြပြီးစစ်ကောင်စီကသူတို့ခိုင်တမျှကောင်းကြီးနိုင်တဲ့ခရိုနီတွေကိုသူတို့ဘာသာရွေးချယ်ပြီးတာဝန်ပေးခဲ့ကြတာလို့မောင်တော်မြို့လူကြီးတယောက်ကပြောပါရီ စစ်ကောင်စီရဲ့ခရိုင်ကောင်စီဝင်ဦးအောင်မြင့်သိန်းနဲ့ညီကိုရီပိုင်ဆိုင်တဲ့မြင်ဘရာသာကုမ္ပဏီရဲ့တစ်ဆက်တင်မျိုးစုံစိုက်ခင်းနေအေကညင်းနန်းကနေအိမ်နဲ့ပိုင်ဆိုင်တဲ့အဆောက်အုံတွေအလုံးကိုအီအီကဧပြီလဆန်းပိုင်းကနေစပြီးရှိတ်ပိတ်လိုက်တယ်လို့ပြီးရပါတယ်။ဒါအပြင်မြို့နေကောင်စီဝင်ဦးခင်မောင်ရဲ့ဗဟိုချောင်းရှိကနေအိမ်ကိုလေဧပြီလလေပိုင်းမှာရှိတ်ပိတ်လိုက်ပြီးလို့ဒေသခံတွေစီကနေပြီးရပါတယ်။ လက်ရှိမောင်နှောမျိုးကစစ်ကောင်စီရုံအလုံးအပါအဝင်အေအေရှိတ်ပိတ်တင်စီထားတဲ့ရခိုင်နဲ့မွဆလီနေအိမ်ချမ်းမြေတရာလောက်အထိရှိလာနေပြီလို့မြို့ခံတွေစီကနေသိရပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြမငလီရင်ဘေးအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန်ဒေါ်လာ2.5တန်းထပ်မံပေးအပ်မည်လို့မြန်မာနိုင်ငံဂျာမနီတန်ယုံကမနေ့ကထုတ်ပြန်ပါရီဂျာမနီနိုင်ငံဟာမြန်မာနိုင်ငံမှာဆိုးရွားလာတဲ့ငလီရေလုတ်ခတ်ပြီးနောက်အရေးပေါ်ကူညီကိစ္စရေးလုပ်ငန်းတွေကိုပံ့ပိုးကူညီဖို့ဒီထက်ဆောင်ရန်မုံငွေကိုထည့်ဝင်လာလို့ဆိုပါရီဒီထက်အဒေါ်လာတသန်းကိုမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်မုံငွေ MHF ကိုပေးအပ်မှာဖြစ်ပြီး ကြံတဲ့တိတသမ5တန်းကိုပြည်ရင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့မိဘအဖွဲ့အစည်းတွေကနေတဆင်ပေးအပ်သွားမည်လို့သိရပါတယ်။ဂျာမနီနိုင်ငံဟာ2025ခုနှစ်မှာမြန်မာနိုင်ငံအတွက်ကနဦးအကူအညီအမေရိကန်ဒေါ်လာ10တန်းပေးအပ်ခဲ့ပါတယ်။ဒီတရ5တသမ5တန်းကို MHF ကိုဓာတ်ရိုက်ပေးအပ်ထားပြီးကမ္ဘာကူလာသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးရန်တရား CERF ကိုလည်းပေးအပ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဂျာမနီက EU ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေးချောင်းတရားကတဆင်းငလင်းအပီးနဲ့ကာလရှိအတွေ့ဆက်လက်ကူညီဆောင်ရွက်သွားမည်လို့လည်းဆိုပါရယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာမှာမနီကဧပြီလ23ရက်နေ့မနက်အစောပိုင်းကမီးအကြီးကြီးလောင်ကျွမ်းခဲ့တာကြောင့်ယာနဲ့ရှိရည်ဒီသခံတွေအိုးမေအိမ်မေဖြစ်ခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါရယ် မြို့လီကောင်စင်ရီတာရက်ွက်ကယာနဲ့ရှိတဲ့နေအိမ်တွေမိလောင်ခဲ့တာဖြစ်ပြီးမနီလာစိတ်ကမ်းဧရိယာထေကစင်ရီတာရက်ွက်တလျှောက်မိစတင်လောင်ကျွန်းခဲ့တာလို့သိရပါတယ်။ကိုးနိုင်ရဲ့ကြာလောင်ကျွန်းအပြီးမှာမင်းငိမ့်သွားခဲ့တာဖြစ်ပြီးအင်ချီ900လောက်နဲ့မိသားစု1500ထိခိုက်ခဲ့ပြီးအရေးအတွက်တိုးလာနိုင်တယ်လို့မနီလာတဘဝဘေးအန်ဒီရှော့ပါရီစီမံခန့်ခွဲမှုယုံ DRRN ကပြောဆိုထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာအဆောက်အုံတွေ နေအိမ်တွေနဲ့ရုံးငန်းတွေမှာမိဘလုံခြုံရေးကိုစက်မက်ဆောင်ရွက်ရမှာမှတ်တမ်းမဲ့ရာပြည့်စုံမှုမရှိဘူးလို့လေဝေဖန်တာတွေရှိနေပါတယ်ရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ကျမတို့ narizara ကထုတ်လွှင့်တဲ့သတင်းတွေကို www.narizara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ narizara ရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။